မင်္ဂလာပါရှင်ဧပြီလ21ရက်သတင်းလာနေရွှေရံကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဥစားတင်ဆက်မဲ့တဲ့ငါတော့ရန်ကုန်မြို့ရေးစီလာကောင်းမှုရှိနေတန်ရှင်းတရားလှပရေးလုပ်ငန်းများမြို့ဝန်ကြီးရှိစစ်တဲ့တဲ့င်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးစီမံသားရေးဝန်ကြီးရန်ကုန်မြို့ရဲ့စီမံသားရေးကော်မတီဥက္ကဋ္ဌမြို့ဝန်ဦးဘိုးထေဟာဌာနမှုများနဲ့တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ20ရက်နေ့ခုနှစ်နာရီကလမ်းမတော်မြို့နယ်အနှောရထားလမ်းပေးရှင်မြောင်ရေစည်ရလာကောင်းမွန်စေရေးအမိုင်နယ်မြောင်ချင်းများဆေယူရှင်လင်းနေမှုနဲ့အုံမိုးတေကိုင်းများခုတ်တွင်ရှင်လင်းနေမှုလမ်းမတော်မြို့နယ်ဆလေးလန်းအသင်ရှင်းတရားတရရေးဆောင်ရွက်နေမှုဗဘဲတန်းမြို့နယ်မဟာဗန္ဒူလာလမ်းပေးရှင်မြောင်ရေစည်ရလာကောင်းမွန်စေရေးအမိုင်နယ်မြောင်ချင်းများဆေယူရှင်လင်းနေမှုနဲ့အသင်ရှင်းတရားတရရေးဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးရေမြောင်များပိတ်ဆို့မှုမဖြစ်စေရေးမြစ်ထွက်ပေါက် ထီရှင်းလင်းရန်ရှေးမြောင်အဖုံများစနေကြဖုံးအုပ်ဆောင်ရရန်တို့ကိုမှစကလိုအပ်သည်များအဖြစ်စီဆောင်ရပေးကြောင်းသိရပါသည်။အဒီနောင်မြို့တော်ဝန်ထဲအခွဲဟာမယံကုံမြို့နယ်အမှတ်30ရပ်ကွက်အင်အားရိတ်သာလန်တန်ရှင်းသာယာတရရင်ဆောင်ရနေမှုအင်အားကန်ရှေးပိုးလဲသို့တရောက်ပြီးအင်အားကန်ရှေးမြေနှံပြင်တိုင်းတာထားရှိမှုရေကြောပေါင်များအခြေအနေကို၎င်း လိုင်တရာအရှိပိုင်းမြို့နယ်လေးရခွန်ဘေးနောင်တရာအမှတ်တင်အနီးလိုင်းမြေအတွင်းသို့စီစဉ်တဲ့ရန်ကုန်ပတဲလမ်းဘေးယေစုခံရှေမြောင်းရေစေးလာကောင်းမွေစေးဆောင်ရထားရှိမှုနဲ့လိုင်းမြေထွက်ပေါက်ရေတကားတို့ကို၎င်း ။ဘရင်နောင်တရာအောက်ပန်းစံတွင်ပန်းဥယျာဉ်နှင့်အာကစားကွင်းများဌာနကမြေယာရှုခင်ကောင်းမှုစည်ရန်စိုက်ပျိုးဆောင်ရွက်နေမှုနှင့်ရှင်ရနာရန်ဆောင်ရွက်ထားရှိမှုတို့ကို၎င်းကနောင်မင်းသားကြီးလန်တွင်ဘောလောကစားကွင်းနှင့်ဖူဆရာကစားကွင်းများဆောင်ရွက်နေမှုကို၎င်းရောက်ရှိစစ်ဆေးပြီးလိုအပ်သည့်များပေါင်းစပ်ခြင်းနှင့်ဆောင်ရွက်ပေးတယ်လို့သိရပါတယ်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့ထားပါပဲဖြစ်ပါတယ်ရှင့် ဆက်လက်တင်ဆက်မဲ့တဲ့ငါတော့တာဂေတာမျိုးနဲ့ဇီနာမန်အောင်စီတီတော့လုံတော်ပြေရွှေသင်္ကန်းကတ်လူရန်တတရာအချိန်မြောင်းအလူတော်ငွေပေးရလှူရန်တဲ့တဲ့ဖြစ်ပါတယ်။ တာဂီတာမျိုးနဲ့ကြက်သေးဆောင်စီနာမန်အောင်စီဒီတော်မြကြီးရဲ့ဘန်နာထင်ကပကအဖွဲမှာခြင်းမူပြီးစီဒီတော်ကြီးလုံးတော်ပြေရွှေသင်္ကန်းပြန်လဲကတ်လို့ပူဇော်ရန်အတွက်တတိယအကြိမ်မြောက်အလှူတော်ငွေပေးရလှူရန်ခြင်းကိုဧပြီလ19ရက်မော်လဲနှစ်နာရီကအဆိုပါစီဒီတော်ဝင်အတွင်ရှိဝိမုတ်တိယတာဓမ္မယုံတွင်ပြုလုပ်ကြောင်းသိရပါတယ်။စီနာမန်အောင်စီဒီတော်လုံးတော်ပြေရွှေသင်္ကန်းကတ်လို့ပူဇော်ရန်တတိယအကြိမ်မြောက်အလှူငွေပေးရပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူ ဒေါ်ပြေဖြိုဝင်းမိသားစုမှငွေကြေးသိန်း30ဦးမောင်လာစစ်သူကြီးစာလုပ်ရေးမှငွေကြေးသိန်း50တီဟာသူတမမဏိဇောတာတရာဦးအောင်စေတော်မှငွေကြေး45သိန်းဦးအောင်ကျော်သူဒေါ်နန်းအေးမြတ်သူစာမှငွေကြေး45သိန်း ဥလာကြောင်းဒေါ်စန်းမြင့်မိသားစုမငွေကျ15သိန်းအပါအဝင်ခုနှစ်အသားသမီးများမှလှူဒါန်းသောအလွန်ငွေစုစုပေါင်းကျပ်26သိန်း6500တို့ကိုလှူဒါန်းကြရာဘုတထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်နဲ့တာဝန်ရှိသူများကလက်ခံကြပြီးဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးရကြောင်းသိရပါသည် စီနာမန်အောင်စီတီတော်လုံတော်ပြေရွှေတင်ကဲကတ်လူရရင်ပါဝင်လူရန်လူပါကစီတီတော်ကိုဘကအဖွဲယုံတို့လာရောက်လူရန်နိုင်ပြီးဗန္နာရီမှုဥအောင်သိဖုံ399 443 3118889တွဲဖက်ဗန္နာရီမှုဥအောင်အောင်ဖုံ399 519 4639တို့ကိုလည်းဆက်သွယ်လူရန်နိုင်ကြောင်းသိရပါရရှင်ဒီသတင်းကိုတော့တဲထက်စင်ကပေးပို့ထားပဲဖြစ်ပါတယ် နောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့နှစ်ကျေးရှိစုဗုဒ္ဓရုပ်ပွားတော်များလှည့်လည်ပူဇော်ပွဲကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွန်တင်းမြို့နယ်အပြင်ရေကျော်ကျေးရွာဓမ္မပါလာကျောင်းတိုင်းအောင်သိတီရှင်မြနာဓာတုစေတီတော်မြေကြီးတွင်ကိန်ဝတ်တော်မူသောဗုဒ္ဓရဲ့ဓာတ်တော်မူတော်များနှင့်နှစ်ကျေးရှိစုကုန်သောဗုဒ္ဓရုပ်ပွားတော်များကျေးရွာ၃ရာအတွင်သို့လှည့်လည်ပူဇော်ပွဲကိုဧပြီလ၁၉ရက်ညနေ၅နာရီမိနစ်30ခန့်ကျင်းပကြောင်းသိရပါသည်။ အဆိုပါနဲ့ချင်းရှိစုဗုဒ္ဓရုပ်ပါတော်များအားကျေးရွာသုံးရာအတွင်သို့ကြွားချေပြီးပူဇော်ပွဲကိုဓမ္မပါလာကျောင်းတိုင်းဦးစီးပဒနာနိုင်ရကဆရာတော်ဗဒ္ဒနာဥတ္တမစေတီတော်ကောပကအဖွဲနှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲကဦးဆောင်ပြီးပင်ဆောင်ကြရာဒေသခံပြည်သူများကစီမီများထွန်ညီပြီးအမွေးနံသားများဖြင့်ပတ်ဖြန်းပူဇော်ကြကြောင်းသိရပါသည်ဒီသတင်းကိုတော့တွန်ဒေသကပေးပို့ထားပေဖြစ်ပါရဲ့ရှင်